မင်္ဂလာပါရှင်အင်ပြန်လန်းချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့မောင်ငယ်လေးရေးသားထားတဲ့ရန်ကုန်ကို အထောက်ဖြစ်ပြခြင်းအတွင်းမြင့်ဆောင်ပါကိုမျှဝေပေးသွားကြပါမယ်။ဒီဆောင်ပါကတော့ယခု2025ဇွန်လ9ရက်နေ့က People Spring Media မှာပေါ်ပြထားတာဖြစ်ပါတယ်ရှင်။ကျွန်တော်အင်ပြန်လန်းချန်နယ်ကနေပြန်လည်မျှဝေခွင့်ပြုဖို့လေးစားစွာနဲ့ပထမဦးဆုံးခွင့်တောင်းပါရစေ။နားဆင်လေ့လာကြည့်ပေးကြပါအောင်ရှင်။ န်ကုန်ကိုအထုပ်ဖြေပြခြင်းဟိုးတစ်ချိန်ကရန်ကုန်ကိုအရှေ့တိုင်းရဲ့ Far East လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ပိုးပါတယ်တချို့ကလည်းအာရှတိုက်ရဲ့ Paris Paris of the East လို့တောင်ညွှန်းခဲ့ကြပါတယ်နှစ်ကာလတွေကြာသွားတဲ့အခါခေတ်စနစ်တွေအမျိုးမျိုးနဲ့ဘေးရန်တရဲ့အသွေးအသွေးတွေကိုဖြတ်တန်းပြီးတဲ့အခါရန်ကုန်ဟာရန်ကုန်မဟုတ်တော့ပါဘူးတစ်ချိန်က မဲကပြည်သူတွေဝိထုတွေရုပ်ရှင်တွေတဲကတဆင်အရောက်လာဖို့စိတ်ကူးခဲ့တဲ့ရန်ကုန်ဟာအတိတ်မှာကြံခဲ့ပြီရန်ကုန်ဆိုတာရုံးကန်ရင်ဆိုင်ရခြင်းမုန်းချက်လောင်ပိတ်ခြင်းဆိုတဲ့အတိတ်ဘယ်တွေစီကိုရွှေလျားခဲ့တာကြာခဲ့ပါပြီအခုဇွန်လအတွင်းမှာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် United Nation Development Program UNDP အဖွဲ့ကြီးက ရန်ကုန်ကိုအထုတ်ဖြည့်ပြခြင်း Oven Bovary Unpacking Yangon ဆိုတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ချာမျက်နှာ44မျက်နှာရှိတဲ့ဒီအစီရင်ခံစာဟာရန်ကုန်နယ်ပြည်သူ4800ကိုမေးမြန်းထားတဲ့ရလဒ်တွေနဲ့တခြားအစီရင်ခံစာတချို့ကိုအခြေခံထားတာဖြစ်ပါတယ်။အသက်ကိုပြင်းပြင်းရှုပြီးရင်သူတို့ဖြည့်ပြတဲ့အထုတ်ထဲမှာဘာတွေရှိနေလဲကြည့်ကြရအောင်ပါ။ 2019ခုနှစ်မှာတုန်းကရန်ကုန်မြို့ပေါ်လူဦးရေရဲ့19နှစ်ရာခိုင်နှုန်းဟာစည်ရဲမှုဆိုတဲ့သတ်မှတ်ချက်ထဲမှာရှိနေခဲ့ပေမဲ့2023မှာတော့43ရာခိုင်နှုန်းကိုရောက်လာခဲ့ပါပြီ။အတိပယ်ကတော့ရန်ကုန်မြို့ပေါ်နေပြည်သူတွေတဲကနှစ်ယောက်မှာတစ်ယောက်နီးနီးဟာစင်းရဲနေတယ်ဆိုတာပါပဲအရင်တုန်းကစင်းရဲတယ်လို့သတ်မှတ်ခံထားရတဲ့ပြည်သူတွေကတော့ ဆင်းရဲမှုမြင်းရဲအောက်ကိုကြာရောက်သွားရပါပြီ။ရန်ကုန်မြို့စုံကစင်ကြေဘုံနေရာတွေကပိုဆိုးနေတာတွေ့ရပါတယ်။နေကနေရန်ကုန်ကိုရွှေ့ပြောင်းလာကြတဲ့ပြည်သူတွေကပိုယုံကန်နေကြရပါတယ်။စင်ကြေဘုံနေရာတွေကရွှေ့ပြောင်းမိသားစုတွေကြားမှာ39ရာခိုင်နှုန်းဟာအဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေကြရပါတယ်။ရွှေ့ပြောင်းလာသူတွေရဲ့၃ပုံတပုံဟာ 2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်မှာရန်ကုန်ကိုရောက်လာကြတာဖြစ်ပါတယ်။ကျမ်းမာရေးစောင့်ရှောက်မှုကလည်းအင်မတန်စိုးရိမ်စရာအခြေအနေကိုရောက်နေတယ်လို့အစိုးရခန်းစာကမိမောင်းထိုးပြပါတယ်။စစ်တမ်းကိုဖြေဆိုသူတွေရဲ့45ရာခိုင်နှုန်းကကျမ်းမာရေးကိစ္စဟာတကယ်အာရုံစိုက်ရမယ့်ကိစ္စလို့ပြောကြပါတယ်။ဖြေချသူတွေရဲ့82ရာခိုင်နှုန်းဟာအစိုးရကျမ်းမာရေးစောင့်ရှောက်မှုတွေကိုမယုံကြည်ကြတဲ့အတွက် ပုဂ္ဂလိကကျမ်းမာရေးဝန်ဆောင်မှုတွေကိုပဲအားကိုးနေကြရတယ်လို့ဆိုပါတယ်။စိတ်ပူစရာအကောင်းဆုံးကတော့အမျိုးသမီးများရဲ့မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးပဲဖြစ်ပါတယ်။ပညာရေးကိုလည်းခြံထားခဲ့လို့မရပါဘူး။ရန်ကုန်နဲ့အနီးတစ်ဝိုက်ကကလေးတွေနဲ့လူငယ်တွေအတွက်ပညာရေးဟာလလန်းမမီတဲ့ပြဿနာတစ်ခုဖြစ်လာနေပါတယ်။အစင်းရဲဆုံးမိသားစုတွေတဲကကလေးတွေရဲ့၁၈ရာခိုင်နှုန်းကကျောင်းမတက်နိုင်ကြပါဘူး။၃၈ရာခိုင်နှုန်းကတော့ သူတို့ကလေးတွေဟာမိသားစုစားဝတ်နေရေးတော့အလုံးလုံးနေကြရတယ်လို့ဆိုပါတယ်78ရာခိုင်နှုန်းကကျောင်းစီရဲ့မတက်နိုင်ဘူးလို့ဆိုကြပါတယ်ကျောင်းလာကအတွက်မပူပန်ရပဲမဲ့စာအုပ်ဘောပင်မုတ်ဖူးကျောင်းအသွားပြန်စရိတ်တွေကိုမကြခံနိုင်တာပါ76ရာခိုင်နှုန်းကတော့လုံခြုံရေးရစိတ်မချရဘူးလို့ပြောပါတယ်တချို့ကျောင်းတွေဟာနေတွေကရွှေပြောင်းလာတဲ့မိသားစုတွေရဲ့ကလေးတွေကိုလက်မခံချင်ကြပါဘူး စီးပွားရေးမပြည့်လည်မှုနဲ့လူမှုရေးပြဿနာတွေဟာကလေးတွေနဲ့လူငယ်တွေကိုပညာရေးနဲ့ဝေးရာကိုဆွဲခေါ်နေခဲ့ပါပြီ။လူငယ်တွေဟာပညာရေးထက်ပြည်ပထွက်ပြီးအလုံလုံဖို့ကိုပဲဥတည်နေကြရပါတယ်။လုံခြုံရေးနဲ့ပတ်သက်ရင်တော့စင်ကြေပုံနေရာတွေကအဆိုးဆုံးပါပဲ။စင်ကြေပုံပြည်သူတွေရဲ့44ရာခိုင်နှုန်းကညပိုင်းတအိုးတဲ့အပြင်ထွက်ရတာမလုံခြုံဘူးလို့ဆိုကြပါရစေ။ ရွှေပြောင်းအခြေချလာသူတွေကြားမှာတော့ပူဆိုးပါတယ်။58ရာခိုင်နှုန်းကမလုံခြုံဘူးလို့ဆိုကြပါတယ်။ရာဇဝဲမှုနဲ့အာနာပိုင်တွေရဲ့နှိပ်စက်ကလူပြုမှုတွေကိုကြောက်နေကြရပါတယ်။ကြားမရေးရာကိုအခြေခံတဲ့အကြမ်းဖက်မှုတွေကလည်းတိုးပွားလာနေပါတယ်။စစ်တမ်းကိုဖြည့်ဆို့သူတွေရဲ့33ရာခိုင်နှုန်းကသူတို့ပဝင်းချင်းမှာဒီလိုအကြမ်းဖက်မှုတွေကိုမြင်တွေ့နေရတယ်လို့ပြောကြပါတယ်။တကယ်တော့မြို့ပြချက်တွင်လာခြင်းဟာ 27ရာစုရဲ့အမှတ်လက္ခဏာလို့ UNDP ကဆိုပါတယ်2050ခုနှစ်ကျရင်ကမ္ဘာလူဦးရေရဲ့68ရာခိုင်နှုန်းဟာမြို့ပြတွေမှာနေကြနိုင်မယ်လို့ကုလသမဂ္ဂကခန့်မှန်းပါတယ်မြို့ပြတွေလှန်လှန်မြန်မြန်ချဲ့ထွင်လာခြင်းဟာဖွံ့ဖြိုးမှုနည်းပါးတဲ့နိုင်ငံတွေအတွက်တော့အတော်ကိုကြီးကျယ်တဲ့စိန်ခေါ်မှုပါပဲကမ္ဘာ့ဘဏ်ရဲ့အဆိုအရကမ္ဘာလူဦးရေထဲက1.3ဘီလီယံဟာ ကျိုးကျော်ရက်ကွက်တွေမှာနေနေကြရပါတယ်။ရန်ကုန်မှာတော့စိတ်ရဲမှုကိန်းကနန်တိုင်းတောင်မှုရလိုင်သာယာဟာထိတ်ဆုံးမှရှိနေပါတယ်။လိုင်သာယာကမိသားစုတွေရဲ့48ရာခိုင်နှုန်းဟာအစင်ရဲဆုံးအခြေအနေတွေထဲမှာရှိနေပါတယ်။တကုံမျိုးသစ်စိတ်ကန်းက34ရာခိုင်နှုန်းနဲ့လိုက်လာပါတယ်။ရန်ကုန်တခုလုံးကမိသားစုတွေရဲ့26ရာခိုင်နှုန်းကရွှေပြောင်းအခြေချလာသူတွေလို့ဆိုပါရယ် မိသားစု၄စုမှာတစုဟာနေက ရွှေ့လာတဲ့သူပဲဆိုကြပါစို့ရွှေပြောင်းလာသူတွေထဲမှာ ARD တိုင်းက40ရာခိုင်နှုန်းနဲ့အများဆုံးဖြစ်ပြီးပဲခူးနဲ့မန္တလေးက14ရာခိုင်နှုန်းစီနဲ့မကွေးက10ရာခိုင်နှုန်းဖြစ်ပါတယ်။လိုင်တာယာမှာတော့မိသားစုနှစ်စုမှာတစုဟာ နေက ပြောင်းရွှေ့လာတာပဲဖြစ်ပါတယ်။လိုင်တာယာစက်မှုဆောင်ဟာ ARD တိုင်းနဲ့ပဲခူးတိုင်းတို့ကလူငယ်တွေကိုစွဲဆောင်ခေါ်ယူခဲ့ပါတယ်။ ပြည်သူစစ်မှုထမ်းဥပဒေကလူငယ်တွေကိုသူတို့အိမ်တွေကနေနှင်ထုတ်လိုက်ပါတယ်။ဂျန်ကုန်ကိုအနေနဲ့ရရက်ကလူငယ်တွေရောက်လာပါတယ်။ဒါပေမဲ့သူတို့အားလုံးအလုပ်ရကြတာမဟုတ်ပါဘူး။အလုပ်လုပ်ဖို့အတွက်လိုအပ်တဲ့ဆိုင်ရွက်စာတမ်းကိစ္စတွေကစကိုင်းမကွေးနဲ့ရခိုင်ကလူငယ်တွေကိုအလုပ်ရဖို့အင်မတန်ခက်ခဲစေပါတယ်။အလုပ်ရှင်တချို့ကအဲ့ဒီပဋိပက္ခဒေသတွေကလူငယ်တွေကိုအလုပ်မခန့်ကျင်ကြပါဘူး။ ရွှေပြောင်းအခြေချလာတဲ့သူတွေရဲ့59ရာခိုင်နှုန်းဟာအရင်ကသူတို့မလုပ်ဘူးတဲ့အလုပ်တွေကိုလုပ်နေကြတာပါ။ဒါကြောင့်သူတို့မှာလိုအပ်တာဟာကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေလို့အများစုကဆိုပါတယ်။ရန်ကုန်ကိုအထောက်ဖြည့်ကြည့်တာဟာစက်တုံဥကိုအခွန်နွားကြည့်တယ်လို့ပါပဲ။တလွာချင်းခွာကြည့်ပြီးတော့နောက်ဆုံးမှာတော့ဘာမှမရှိဘူးဆိုတဲ့အဖြေပဲထွက်လာခဲ့တာပါ။ ရန်ကုန်မှာပြန်ဆောင်ချင်ကြတယ်ဆိုရင်တော့အတော်ပြန်လို့ရမယ့်အလုပ်တွေရှိနေပါတယ်အလုပ်တွေကစောင့်နေပါတယ်တစားချင်းတစိမ့်ပိုင်းချင်းပြန်ထုစစ်ကြရပါလိမ့်မယ်